မင်္ဂလာနံနက်ခင်းပါရှင်မစ္စည်းမတ်တက် VOA season စတင်ပါပြီမစ္စည်းမတ်တက် VOA season နေ့ကို Washington DC မြို့တော်ကနေရိုက်ကူးတင်ဆက်ပေးနေပါတယ်မဲကန်ပြောင်စုမှာ COVID-19 ရောဂါကူးစက်မှုအရေးပေါ်ခြေနေပေကြောင်းမစ္စည်းမတ်တက် VOA ရုပ်သံစီနေကိုရာယီပုံစံပြောင်းပြီးတော့ထုတ်လွှင့်ပေးနေတာဖြစ်ပါလိမ့်ရှင် မင်းစီမတ်တက်ဖီယိုစင်တွေကိုထုံးလင်းပေးနေပါရယ်အခုတော့မရေတနာကျော်တင်ဆက်ထားတဲ့စောင်းမတစ်ပုဒ်ကိုကြည့်အောင်ပါရှင်ကွာမြေအပူချိန်စံချိန်တင်မြင့်တက်လာတာနဲ့အမျှနှင်းနောင်တော်တော်များများမှာစီးနှင်းတွေအေးပြောကြတာကြောင့်နှင်းလျှောစည်းသမားတွေတွေရွေးစရာနှင်းနောင်နေသွားပါတယ်။ဩစတြီးယားနိုင်ငံက Facemos နှင်းလျှောစည်းပန်းဖြေစခန်းမှာလဲတေချာနှင်းလျှောစည်းလို့ကောင်းတဲ့နှင်းဖုံးတောင်ဆောင်တစ်ခုလောက်ပဲရှိပါတော့တယ်။ ကောင်းလွန်ခဲ့တဲ့၈နှစ်တာကာလဟာစံချိန်တင်အပူချိန်အမြင့်ဆုံး၈နှစ်ဖြစ်ကြောင်းနဲ့ဒါဟာဥရုယာတီပြောင်းလဲမှုရဲ့ဆိုးကျိုးဖြစ်ကြောင်းကုလသမဂ္ဂမိုးလေဝသဆိုင်ရာအဖွဲ့အစည်းကသတိပေးထားတာကြားပါပြီ။ပုံရွေးလာတာကြောင့်ဒီနှစ်ဆောင်းမှာနှင်းနောင်တွင်နှင်းမဖုံးနိုင်တော့တဲ့အပြင် တောင်သိပ်မမြင့်တဲ့နေရာတွေကအပင်နဲ့တံတွားတွေပေါ်လဲတဲရောက်မှုရှိကြောင်းသိပ္ပံပညာရှင်တွေနဲ့မိုးလေဝသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်ဥရောပတိုင်းရဲ့ထိတ်တဲနှင်းလျှောစီးစခန်းတွေဖြစ်တဲ့တောင်မော်ဒေတာကအာဘတ်ထရိုနဲ့ဗော်ရဘတ်ပြည်နယ်ကြီးကအနောက်ဩစတြီးယားတောင်တန်းဒေတာစီကိုတော့အဲ့ဒါပြီးပြန်လာကြပါတယ်။ကိုဗစ်ကာလာတုန်းကစခန်းခေတ္တပိတ်ခဲ့ရပြီးတော့ပြန်ဖွင့်တော့လဲကိုဗစ်ကန့်သတ်ချက်တွေနဲ့အညီနှာခေါင်းစည်းတက်တာမျိုးလှုပ်ဆောင်ခဲ့ရတာပါ။အခုတော့ပုံမှန်လိုအဲ့ဒါပြီးပြန်လာနေကြပါပြီ။ Also wir sind sehr glücklich die Buchungslage für diesen Winter 22/23ဒီကဘာတဝန်ကအဲ့ဒီပြန်လာကြတော့2020 2023အတွက်ဘုကင်ပြည့်နေပါတယ်ကျမတို့အရင်ကဝန်တာပါတယ်ဩစတြေးလျနိုင်ငံရဲ့အကြီးဆုံးနှင်းလျှောစီးပန်းဖြေစခန်းစကီအာဘခါနိုင်ငံတကာဧည့်သည်တွေကြောင်းမှရေပန်းစားတာဖြစ်ပြီးတော့အပန်းဖြေဧည့်သည်တွေနဲ့အားကစားသမားတွေသာမကတော်ဝင်မိသားစုတွေပါလာလေ့ရှိတာဖြစ်ပါတယ်။ စိန့်အန်ဒွန်စိန့်ခရစ်စတော့ဖ်ဇိုရော့စ်နဲ့လော့ရှမြို့ရွာ၅ခုနဲ့ပြည်နယ်၂ခုထိစခန်းကဖြန့်ကျက်ထားပါတယ်။ Also gefühlsmäßig hat man das Gefühl ကိုဗစ်မတိုင်ခင်အချိန်လောက်ကအထိညအိတ်အဲ့တဲ့ပြင်းများလာမယ်လို့ခန့်မှန်းထားတာပါ။နောက်သတင်းပတ်နေငယ်မှာတော့ဒီပမာဏကိုမှီပါတော့မယ်။ ကုန်စင်တို့မြင့်တက်လို့2022 2023ဆောင်းရသည်စီးပွားရေးပေါ်မှာတက်ရောက်မှုရှိပေမဲ့သတိနဲ့အကောင်းမြင်မျှော်လင့်ချက်တွေကတော့ထားရှိကြကြောင်းဩစတြီးယားစီးပွားရေးသုတေသနအဖွဲ့ WIFO က2022ဒီဇင်ဘာလ22ရက်နေ့တုန်းကထုတ်ပြန်တဲ့အစည်းအဝေးခန်းစာမှာဖော်ပြခဲ့ပါတယ်။2018 2019ကာလတုန်းကဧည့်သည်အလားနေခဲ့တာတဲ့900ရာခိုင်နှုန်းလောက်တိုးတာကိုဒီနှစ်ဆောင်းတွင်အစပိုင်းလောက်မှာတွေးနိုင်လိမ့်မယ်လို့ WIFO ကစီးပွားရေးပညာရှင်တွေခန့်မှန်းထားတာပါ။ လောင်စာဆီနဲ့တခြားလူသုံးကုန်ဈေးနှုန်းမြင့်တက်တာတွေကခီးသွွားလုပ်ငန်းပေါ်မှာတဲရောက်မှုရှိနေပြီးတော့ဒီထံကိုဟိုတယ်လုပ်ငန်းတွေရောဧည့်သည်တွေပါခံစားနေရပါတယ်။တချို့နေရာတွေကျတော့ဝင်ငွေကောင်းတဲ့သူတွေလာနေကြဖြစ်တဲ့အတွက်တဲရောက်မှုတိတ်မရှိနိုင်ဘူးလို့အစီရင်ခံစာမှာမှန်းဆထားပါတယ်။နှင်းချောစီဖမ်းပြေခီးသွွားတာကဈေးသက်သာတဲ့ခီးတော့မဟုတ်ပါဘူး။ ski about အပန်းပြေစကန်တနည်းဝင်ကြီးက American 82ဒေါ်လာလောက်နဲ့ညီများတဲ့68ယူရိုဖြစ်ပါတယ် ဝင်ကြီးအပြင်နေထိုင်စရိတ်စားစရိတ်နေရှောစီကရိယာငါကစရာတွေလည်းထည့်တွေ့ရမှာဖြစ်ပါတယ် Steigerungen merkt man selbstverständlich auch bei uns wie in allen anderen ကဘာဘောကကနာပေါင်းစုံမှာဈေးနှုန်းတွေတိတိတတ်တာတက်တာကိုတွေ့ရပါတယ်ဝင်ခွင့်လက်မှတ်လည်းအရင်နှစ်ကထက်ဆိုင်6.8%ခန့်ကုန်ဈေးတက်ပါတယ်ဝင်ကြီးတက်လို့ပဲအော်စတြီးယားနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းကလည်းတက်နေတာကြောင့်ဖြစ်ပြီးတော့2020အောက်တိုဘာလတုန်းက 17ရာခိုင်နှုန်းထိအမြင့်ဆုံးတက်ခဲ့ရာကနေပြီးတော့2022ခုနှစ်နှစ်ကုန်မှာ10.2%အထိရှိခဲ့ပါတယ်။ဒီလိုကုန်စည်နှုန်းတွေတက်နေပေမဲ့လည်းတငယ်ချင်းနေတဲ့အတူပထမဆုံးနှင်းလျှောစီးခီးကိုမဖြစ်မနေလာခဲ့တာကတော့ဂျာမနီခီးသွားမိုက်ဖြစ်ပါတယ်။ Wir sind jetzt die 4 Tage hier in Alberg Skifahrt Snowboard fahren. အော်တော့မလာပြီးနှင်းလျှောစီးတာ၄ရက်ရှိပါတယ်။အရန်ကိုလှပါတယ်။ ကုံစင်းလုံးမြင့်နေပေမဲ့လည်းမမှုပါဘူးကျွန်တော်တို့ဒီကိုလာလဲဖို့ဆုံးဖြတ်ထားပြီးသားပါအရန်ပျော်စရာကောင်းပါတယ်ဩစတြေးလျခီးသွားမာရီနာကတော့ကက်ယောဂါကာလာအတွင်းလက်ထပ်ထားတာဖြစ်ပြီးတော့ပြားရည်စမ်းခီးဖြစ်နေဥရောပကိုလာခဲ့တာပါ The um the changes with covid as well as just the way ကိုဗစ်ကြောင့်စီးပွားရေးကဏ္ဍလည်းလုံးဝပြောင်းလဲသွားပါတယ်ကျမတို့ခီးသွားမဲ့အစီအစဉ်တွေနဲ့တခြားအကြောင်းအရာတွေပေါ်မှာလည်းတက်ရောက်မှုရှိပါတယ် ဒါပေမဲ့ဒါကတခါတလေသွားတဲ့ခီးဆိုတော့ပတ်ဆိုင်ချောင်းကိုတိတ်ပြီးမစင်းစားခဲ့ပါဘူး။နှင်းနေတွေ့ကျင်တာကိုပဲဦးစားပေးခဲ့ပါတယ်။တခြားနေရာတော်တော်များများမှာတော့ကုံစင်းလုံးမြင့်တက်မှုကကျမတို့အပေါ်တက်ရောက်မှုရှိတာကြောင့်တချို့လှုပ်ချင်တာတွေမလှုပ်ပဲနေဖြစ်ပါတယ်။လေဗနွန်နိုင်ငံကဧည့်သည်တွေလည်းငွေကြက်တာကိုခံစားနေရပေမဲ့ Alps တောင်တန်းတွေစီကိုရောက်လာကြပါတယ်။ Saint Christophe မှာခီးသွားနှင်းလျှောစီလေ့ကျင့်သင်တန်းတက်ဖို့ Lebanon နှင်းလျှောစီ Federation အဖွဲ့ကအားကစားလူငယ်တွေရောက်လာကြတာဖြစ်ပါတယ်။ ဩစတြေးလျနဲ့လဗနော်နှစ်နိုင်ငံနှင်းလျှောစီဖက်ဒရေးရှင်းအဖွဲ့အကြောင်းမှာကြီးပူးခြင်းပါတဲ့ဆယ်ရက်ချာစခန်းသွင်းတင်တဲ့အတွက်ကုန်ကြစည်ကိုနှစ်နိုင်ငံအဖွဲ့တွေကမျှခံတာဖြစ်ကြောင်းလဗနော်နှင်းလျှောစီဖက်ဒရေးရှင်းဥက္ကဋ္ဌဖရက်ဒီကီရော့စ်ကပြောပါတယ် Recently after the war in Ukraine all the price of the airline tickets Ukraine စစ်ပွဲကြောင့်လေကြောင်းလိုင်းလက်မှတ်တွေအားလုံးဈေးတက်သွားပြီးနှစ်ဆလောက်တောင်ဖြစ်သွားပါတယ် ကျွန်တော်တို့ Federation နဲ့ sponsor တွေအဖွဲ့ကိုထောက်ပံ့နေတဲ့အားကစားသမားတွေရဲ့မိဘတွေစုပေါင်းပြီးအားကစားသမားတွေစခန်းသွင်းလေ့ကျင့်နိုင်အောင်လှုံ့ဆော်ပေးခဲ့ရပါတယ်။ကုန်ကြစည်တင်မကပုံရွေးလာတဲ့ရာသီဥတုပေါ်မှာလည်းသူကစိတ်ပြတ်မိတာပါ။ Uh the weather as you know is too hot and too ရာသီဥတုကလည်းတည်တဲ့အတိုင်းပဲတော်တော်ပူနွေးပါတယ်။ဒါကြောင့်နှင်းသိမ့်တွေ့ရပါဘူး။ Austria နဲ့ Alps တောင်တန်းတွေပေါ်မှာလောက်ပဲနှင်းအတုတွေတွေ့ရပါတယ်။ ဘောကန်ဒေတာမှာဆိုရင်ဒီနေ့အထိနှင်းလျှောစီးစခန်းတွေပြန်မဖွင့်တော့ပါဘူးတခြားထောင်တွေထက်ဆိုင်ရင်ပုံမြင့်တဲ့အယ်ဘတ်တောင်ပေါ်ကစခန်းတွေမှာနှင်းတွေပိုများတာတွေ့ရတာကြောင့်လာရောက်တဲ့ဧည့်သည်တွေဝမ်းသာနေကြပါတယ်ဒီဇင်ဘာလအစောပိုင်းစောင်းရာသီအစပိုင်းမှာအေးဒံပြင်းခဲ့တဲ့အတွက်နှင်းကျမယ်လို့မျှော်လင့်ခဲ့ပေမဲ့လည်းရာသီဥတုအချိန်ခါမဟုတ်ပူပြင်းမှုကိုဥရောပတလွာကြုံရပြီးတဲ့နောက်မှာတော့တချို့နှင်းတောင်တွေပေါ်မှာနှင်းမဖုံးနိုင်တော့တဲ့အတွက် လင်းလျှောစီစခန်းမှုတွေလည်းစိတ်ပြက်လာကြတာဖြစ်ပါတယ်ရှင်။မြန်မာမတက်ဖီယူစင်တွေကိုဝါရှင်တန်ဒီစီမြို့တော်ကနေရိုက်ကူးတင်ဆက်ပေးနေရပါ။ခုတစ်ခါမှာတော့နိုင်ငံတကာသတင်းဆောင်မတစ်ပုဒ်ကိုဆက်ပြီးတော့တင်ဆက်ပေးကြပါရစေ။ ဩစတြေးလျနိုင်ငံကအေယာမတန်နာကြောက်တန်းလွင်ပြင်ကြီးစီကိုကမ္ဘာတဝန်းကဧည့်သည်တွေသာရောက်ပြီးတော့လဲပတ်ကြပါသည်။ငါးရီကူးလူသွားလာနေတဲ့ဒီတန်နာကြောက်တန်းကြီးနားမှာစားသောက်ဆိုင်အပြင်ရေငုပ်တင်တဲ့လည်းရှိပါသေး။ဩစတြေးလျနိုင်ငံအရှေ့ပိုင်းဂွန်ကန်ဂျီပြည်နယ်တွေကကန်ကန်ချီနာက Reef Magic Cruises ကုမ္ပဏီကပိုင်တဲ့ Remoya Pontoon ဂျေဘော်အဆောက်အုံကိုလာရောက်တဲ့ဧည့်သည်တွေများပါသေး။တန်နာကြောက်တန်းတစ်လျှောက်ရေငုပ်ဖို့အတွက်သင်းမောတွေနဲ့လာတဲ့ဧည့်သည်နှိမ့်စဉ်ဒါဇင်နဲ့ကြီးရှိနေတာပါ။ first time to australia first time on the great barrier reef australia နိုင်ငံကိုပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်ပြီးအာမတန်နာကြောက်တန်းလွေမြင့်ကြီးမှာရေငုပ်တာဒါပထမဆုံးအကြိမ်လောက်ဖူးတာပါကျွန်တော်ကရေကောင်းအောင်မကူးရပါဘူးဒီနေ့ဒီမှာရေအောက်ဘဝတန်နာကြောက်တန်းလွေမြင့်ကြီးကိုတွေ့မြင်ခံစားခွင့်ရတဲ့အပေါ်ထုတ်မပြောနိုင်လောက်အောင်ဝမ်းသာမိပါတယ် လာရောက်တဲ့ခီးသွားတွေအပန်းပြေစီဖို့တွေမကတန်တာကြောက်တန်းဂေဟစနစ်အကြောင်းနားလည်ပြီးတော့ဥတုရသည်ပြောင်းလဲမှုလက်လွတ်စပယ်ကင်တွဲမှုနဲ့ညဉ့်ညမ်းမှုတွေကြောင့်တန်တာကြောက်တန်းတွေပျက်စီးရတဲ့အကြောင်း Reef Magic ဝန်ထမ်းတွေကအသိပညာပေးနေပါတယ်။ it's been there for 100 and 100 of years i guess ဒီပေါင်းရာထောင်ချီကလေးကရှိခဲ့တာဆိုတော့နှစ်ပေါင်းများစွာလဲဆက်ရှိနေဦးမယ်လို့ထင်ပါတယ်ဒီအတိုင်းဆက်ရှိနေဖို့အားလုံးပါဝင်ဆောင်ရွက်ရမှာဖြစ်ပြီးနောက်မျိုးဆက်တွေလဲဒီလိုအမှန်ကန်တဲ့အတွေ့အကြုံမျိုးဆက်ပြီးတော့ခံစားနိုင်အောင်ထိန်းသိမ်းထားဖို့လိုပါတယ် ခီးသွားတွေကမြေောက်ကဘာကိုလေးလာငါးကြီးဝေါ်လီနဲ့တွေ့ပြီးတဲ့နောက်မိကအများကြီးမေးလာကြတယ်ဆိုပြီးတော့ရေငုပ်ကောင်းဆောင် အနေမော်ရီကပြောပါတယ်အီယာမတနာကြောက်တန်းမိမိကြီးကိုလေးလာခြင်းလို့လာကြတာပါဒီကိုရောက်တော့အသိပညာတွေပူရပါတယ်ငါးကြီးဝေလီကိုလည်းတွေ့ပြီးသွားပြီးတော့ တနာကြောက်တန်းတွေကိုမျက်မြင်တွေ့တော့ပိုးပြီးတော့စူးစမ်းလေးလာလို့စိတ်တိုးလာပါတယ်။ဘာလို့တနာကြောက်တန်းတွေကအယောင်မိန်နေတာလဲ။တင်းနေတာလားလို့မေးကြတာကိုလည်းဖြေပေးပါတယ်။ February နဲ့ March လတွေမှာအယောင်ကျွတ်တာတွေ့နိုင်ပြီးတော့တခြားပျက်စီးမှုတွေလည်းရှိပါတယ်။အရင်နှောင်းကဒီကိုရောက်ဖွေတဲ့တွေကတနာကြောက်တန်းကြီးဒီထက်ပိုပြီးတော့ပျက်စီးမှုကိုစိုးရိမ်နေကြပါတယ်။ဥတုရာသီပြောင်းလဲမှုကြောင့်ဆွေရတဲ့ cyclone မုန်တိုင်းတွေနဲ့ရေအောက်အပူလိုင်းတွေပိုပြီးတော့ဆူးလာတာကိုတွေ့ရပါတယ်။ Uh, so people ask about my change ဥဒုယာတိပြောင်းလဲမှုအကြောင်းနေတိုင်းအမီးခံရပါတယ်တချို့မိသားစုတွေကတော့ပိုပြီးအမီးများပါတယ်လွန်ခဲ့တဲ့နှစ်20တုန်းကရောက်ဖူးတဲ့သူတွေကအခုတနာကြောက်တန်းတွေအလုံးတေကုန်ပြီဆိုပြီးတော့အံ့ဩတကြီးမေးကြပါတယ်ရေအောက်ကဘာကိုတွားရောက်တဲ့ခရီးသွားတွေရင်သက်ရှုမဖြစ်ကြပါလေ It's amazing to see ရေအောက်ကလှူရှားမှုတွေကိုမြင်ရတာအရင်အံ့ဩစရာကောင်းတာပါပဲရှင်မျိုးမတူတဲ့တနာကြောက်တန်းတွေရေလှူရှားမှုမတူတာခုမှသတိထားမိတာပါ ငားလေးတွေကရောင်စုံတန်နာကြောက်တန်းမျိုးစုံကြတယ်မှာနေထိုင်လှုပ်ရှားနေကြတာတကယ်ကိုရင်သက်ရှင်မကြည့်လို့လှပါတယ်ထိမ့်သိမ်းလုပ်ငန်းတွေကိုအခုချိန်မှာလုပ်ရင်ရလက်ချင်းချင်းထွက်မှာမဟုတ်ပေမဲ့လေတာသမီမြင်းမြင့်နောင်မျိုးဆက်တွေလက်ထက်မှာကောင်းမွန်တဲ့တန်နာကြောက်တန်းကြီးဆက်လက်ရှိနေနိုင်ဖို့လှုံ့ဆော်ရမယ်လို့ဩစတြေးလျပြည်တွင်းကနေလာတဲ့ခီးသွွားကတိုက်တွန်းသွားပါတယ် more things should be done ကျင်းရီပုံမစိုးတော့အောင်လို့တားစီထိမ့်သိမ့်မှုတွေပို့ပြီးတော့လုပ်ရပါမယ်။ကျမတက်တဲ့ ျမရဲ့ကလေးတွေတသက်တင်မကကျမရဲ့မိတွေတသက်ပါဒီအခြေအနေတွေပို့ပြီးမဆိုးသွားဖို့မျှော်လင့်ပါတယ်။ဥရောပရည်ပြောင်းလဲမှုကတဏှာကြောက်တန်းတွေပေါ်မှာထိခိုက်မှာကိုစိုးရင်စရာမလိုတော့တဲ့အခြေအနေတစ်ခုရောက်ဖို့အထိမျှော်လင့်ပါတယ်ရှင်။ကဘာပေါ်ကတန်တာကြောက်တန်းဂီဟာစနစ်အားလုံးရဲ့ဆေးရခိုင်နှုန်းဟာဩစတြေးလျနိုင်ငံက Great Barrier Reef အရမတန်တာကြောက်တန်းလွင်ပြင်ကဖြစ်ပါတယ်။ရေအောက်ကတန်တာကြောက်တန်းအခု2500ကျော်နဲ့ဖွဲ့စည်းထားတဲ့ကိုရန်ကစတူရန်မှာ33400လောက်ကျယ်ပြန့်လာလေဖြစ်ပါတယ်ရှင်။ ။ VOE အစီအစဉ်တွေကို Radio ရုပ်မြင်သံကြားလို့အပြင် YouTube စာမျက်နှာကနေလည်းနားဆင်ကြည့်ရှုနိုင်ပါတယ်။ VOE မြန်မာပိုင်း YouTube စာမျက်နှာလေးစာကတော့ youtube.com/voeburmese ဖြစ်ပါတယ်။မေဆီမာတက် VOE စီနီကိုထုတ်လွှင့်ပေးနေပါတယ်။အခုတော့နန်းလောင်တင်ဆက်ထားတဲ့စာမတစ်ပုဒ်ကိုကြည့်အောင်ပါ။ အီဂျစ်နိုင်ငံကအထင်ကရဂီဇာပီရမစ်နားမှာတရားစခန်းတစ်ခုဖွင့်ခဲ့ပါတယ်။ရှေးဘိုးဘွားတွေနဲ့ဖြိတ်ဆက်ပြီးတော့ပညာရှင်တွေကတရားထိုင်နေကိုလည်းလမ်းညွှန်ပေးပါတယ်။ Stating that most of the knowledge that I read or find is written by the west ကျမတို့အီဂျစ်လူမျိုးတွေရဲ့အသွေးသားထဲမှာပါနားလည်ပြီးသားဖြစ်ပေမဲ့ရှေးအီဂျစ်အကြောင်းရေးသမျှဖတ်သမျှအားလုံးကအနောက်နိုင်ငံကရေးတာတွေကြီးဖြစ်နေပါတယ် ကျမတို့အီဂျစ်တွေနိုးထားဖို့အချိန်တန်ပါပြီကျမတို့ကအီဂျစ်တွေဖြစ်နေတဲ့အတွက် တရားထိုင်တာလိုမျိုးအကြောင်းအရာကိုမြင်လိုက်ကြားလိုက်ဖတ်လိုက်ုံနဲ့ချိတ်ဆက်မိနိုင်ပြီးတော့အတွင်းကြကြပိုနက်နက်နေနေနားလည်နိုင်ပါတယ် Great Pyramid Initiation လို့နာမည်ပေးထားတဲ့တရားစခန်းမှာပါဝင်သူတွေကတညအိတ်ပါဝင်ရမှာဖြစ်ပြီးရှေးအီဂျစ်ဘာသာစကားနဲ့ရည်ရွယ်တာတွေလည်းပါဝင်ပါတယ်။ Who more about the roots and the history and the heritage of our beautiful country? ကျွန်တော်တို့လှပတဲ့အတိုင်းပြည်ရဲ့တမိုင်းကြောင်ဖြစ်စဉ်ကြောင့်လူတွေပိုပြီးနားလည်လာအောင်လို့အသိပညာမျှဝေပါတယ်ရှင်။ဒီစိတ်ကိုကုစားနိုင်အောင်လို့အတွင်းစိတ်နဲ့ချိတ်ဆက်ပေးနိုင်တဲ့ဒီတေးဂီတာဘုံတီးတဲ့အတိုင်းစီးချက်အတိုင်းမျောပါနိုင်အောင်လို့ဆရာတွေကလမ်းညွှန်ပေးပါတယ်။အတန်ကုရုံလေးရှိပြီးတော့အတန်ရဲ့တုံခါမှုတွေကတဆင်စိတ်ကိုကုစားမှုရရှိနိုင်ပါတယ်ရှင်။ဒီတရားစခန်းကအီဂျစ်နိုင်ငံသားတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်။ ရှေးဘိုးဘွားတွေရင်ကျဲမှုတမိုင်းကြောင်းအရင်အနှစ်တွေနဲ့ပြန်လဲချိတ်ဆက်နိုင်ဖို့အခွင့်အရေးဖြစ်ပြီးကန်ဆိုင်မှုစိတ်ဖြစ်စဉ်ဖွံ့ဖြိုးမှုတို့အတွက်လည်းရည်ရွယ်ပါဝင်ကြသူတွေလည်းရှိပါတယ် I've been heavily into uh not just ancient egyptian history but uh the spirituality aspects of ရှေးအီဂျစ်တမိုင်းကြောင်းအပြင်ကျွန်တော်တို့ရဲ့ကိုင်းဆိုင်မှုတမိုင်းအရင်းမြစ်ကိုပါထဲထဲဝင်ဝင်လေ့လာနေတာကြားပါပြီး ဒါကြောင့်လဲကျွန်တော်ရဲ့စိတ်ပူပင်သောကမှုဝေဒနာပျောက်ကင်းစေပြီးစိတ်ချမ်းမာရေပိုကောင်းမွန်လာစေတာအထေချာပါပဲရေရွတ်တရားထိုင်မှုလမ်းညွန်ချက်နားထောင်ပြီးတော့စိတ်မြေပုံအလိုက်တရားထိုင်မှုနဲ့အတန်ရဲ့တုံခါမှုအပေါ်အာယုံပြုတ်ပြီးတော့တရားထိုင်မှုစရတဲ့နေလောင်တွေကိုပညာရှင်တွေကတင်ပြပေးပါတယ်ဒီလိုတရားထိုင်ခြင်းအပြင်စိတ်ချမ်းမာရေးကိုလည်းတိတိတသာအထောက်အကူဖြစ်စေနိုင်တယ်လို့ပညာရှင်တွေကပြောပါရရှင်။ ဆက်လက်ပြီးနောက်ဆုံးရငွေလဲနှုန်းရွှေဈေးနဲ့73စီဈေးနှုန်းတွေကိုပြ